ားလုံးမမြင်လားပါအေးရေးပြတ်တာများလာရင်အမျိုးသားတွေဟာနော်ဟော်မုန်းတွေအားနည်းလာတယ်ပြီးတော့ခါကျတော့ဒီပွမ်းမေးခွန်းလေးပေါ့နော်မေးခွန်းလေးကိုဖြည့်ပေးချင်တာ तू ကအေးရေးပြတ်တာများသူ့ကိုယ်သူအသေးလာတယ်တဲ့ဆိုတော့အေးရေးပြတ်တာများလာရင်တကယ်ပဲအမျိုးသားတွေဟာအေးရေးပြတ်တာလားများလာတဲ့အခါမှာအမျိုးသားတွေကဘာကြောင့်မအေးရေးပြတ်ပြတ်ပေါ့နော်တချို့ကြတော့ ဆက်ကျူရတီတီပေါ့နော်ညဘက်မှာအေးပြက်တယ်တချို့ကြတယ်တခြားနိုင်ငံတွေမှာအလုံးလုံးတော့ညဘက်အေးပြက်တာရှိအခုစက်ယုံအလုံးယုံတွေမှာအေးပြက်တာရှိတချို့ကြကားသမားတွေအေးပြက်တယ်မင်းကအခုတယောက်ဆိုရင်ကားမိတယ်သူကကားမောင်းနေတယ်ညဘက်အေးအေးအေးပြက်တယ်တဲ့ဆိုတော့အဲ့ဒါအဲ့လိုမျိုးအေးပြက်တဲ့လူတွေကသူကသူ့ရဲ့ energy တွေကျလာတာသိလား energy တွေကျလာတယ်ဟော်မုန်းတွေပြောရင်တော့ဟော်မုန်းအားနည်းလာတာပေါ့နော်အားနည်းလာတဲ့အခါမှာ မနဲ့မိုးလင်းအိပ်ရလို့လဲဆိုရင်စိတ်ကမကြည်လင်တော့ဘူးမလန်းဆန်းတော့ဘူးခုနကဒီအပေါ်မေးခွန်းလို့ပဲနော်တဖြည်းဖြည်းနဲ့ကိုယ့်ရဲ့အင်္ဂါတေးလာတယ်အဲအဲ့လိုဖြစ်လာဆိုအေးပြက်တာညားလာတယ်အဲ့လိုအေးပြက်တာညားလာတဲ့သူတွေကိုတခုလောက်ပြောချင်တယ်အဲ့ဒါတွေကဟော်မုန်းဖြည့်စွက်စာစားလို့ရတယ်နော်ဟော်မုန်းအဓိကတော့ဟော်မုန်းအားနည်းလို့ဖြစ်တာအဲ့လိုမျိုးတွေအေးအဲ့လိုမျိုးတွေဖြည့်စွက်စာလေးတွေစားတာလဲစားပါတော့ကျမရှိမှာဟော်မုန်း ဖြစ်ဆွတ်စာရှိပါတယ်တိုင်းရင်ဒက်စာဖြစ်တဲ့အတွက်လုံးဝဘေးဥပါအန္တရာယ်လုံးဝမဖြစ်စေပါဘူးပြီးတော့အဲ့လိုအေးပြက်တဲ့သူတွေကိုကျွန်မပြောချင်တယ်အရန်ပင်ပန်းတဲ့သူတွေကိုကျွန်မပြောချင်တယ်ကြက်ဥအမျိုးသားတွေအားလည်းအမျိုးသမီးပဲဖြစ်ဖြစ်အမျိုးသားတွေကြက်ဥအရန်တက်ပါတယ်တနေ့ကိုအနည်းဆုံးနှလုံးသုံးလုံး hyper right လေးပေါ့နော်အဲ့လိုမျိုးလေးရင်းနှွေးလေးကကြက်ကလေးပေါ့အဲရင်းနှွေးလေးနဲ့ဖြောပြီးတော့ပဲဖြစ်အဲ့လိုမျိုးလေးလုပ်ပြီးတော့တကယ်ကိုစားကြည့် အရင်ပင်မန်းလာတယ်လေအရင်ကိုတိတိကကတက်တာလာလိမ့်မယ်အခုခုနပြောသလိုပေါ့နော်ဟိုမုန်းဖြစ်ဆွတ်စာတွေစားမယ်အဲ့လိုကိုကဒီဖြစ်ဆွတ်စာလည်းဖြစ်ဆွတ်စာတမျိုးစားပဲမယ်ကိုရဲ့နေထိုင်စားသောက်မှုကိုလည်းပြုပြင်ရမယ်တချို့ကျအေးအေးပြတ်တယ်အလုတ်ကြောင့်အေးအေးပြတ်တယ်မျိုးကျသူတို့ဘလို့မှရှောင်ရွှဲလို့မရဘူးပြက်နေမှာပဲနော်အဲ့ကျကိုဖြစ်ဆွတ်စာလေးစားပြီးမယ်အစာနဲ့လည်းကိုကကိုကုမယ်အဲ့လိုအစာနဲ့ကုမယ်ဆိုတာလည်းဆိုအဓိကပြောချင်တာတော့အသားများများစားပြီးမယ်အသားကျမပြောတယ်အနီရောင်အသားနော် အသားဆိုတာတချို့ကျဝတ်သားရပါတအမ်းစားနေဝတ်သားတအားစားရင်အသက်ကြီးလာတဲ့ခါမှာဝိတ်တက်လာတယ်လူကဝိတ်တက်လာတယ်အစီတွေအေးညားလာတယ်ပေါ့နော်အဲ့ကျတော့အနီရောင်ရှိတဲ့အသားဆိုအမဲသားရစိတ်သားတော့အဲ့လိုအသားမျိုးများများစားပြီးမယ်ပြီးတော့ခါကျတော့အစိမ်းရောင်ရှိတဲ့အသီးရွက်တွေများများစားပြီးမယ်ကြက်ဥနော်ကြက်ဥကိုအနည်းဆုံး3-4လုံးဖြစ်နိုင်ရင်စားမစားနိုင်ဘူးဆိုတော့နှလုံးတော့အကကြက်ကလေးလုပ်ပြီးတော့စားပေးပါအဲ့လိုလေးတွေနေတိုင်းစားတတ်မှုလေးတွေလုပ်ပေးရပါမယ်ပြီးတော့ဆေးလေးတွေပြီးရတဲ့အရက်တွေ အတက်နိုင်ဆုံးရှော့ချပေးပါအဲ့ဒါဆိုရင်ကိုကကျမ်းမာတန်ဆွမ်းတဲ့အမျိုးသား